ကျွန်တော်ထပ်ပြီးမျှဝေပေးချင်တာကဒီခွေးသားစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ပထမအပိုင်းမှာကျွန်တော်ခွေးသားစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးမျှဝေတင်ထားတာရှိတယ်နော်အဲ့ဒါတစ်ချက်သွားပြီးတော့လေ့လာလို့ရတယ်ပေါ့နော်အခုနောက်အပိုင်းအနေနဲ့ကျွန်တော်ဒီခွေးသားစိတ်လှုပ်ဆောင်ချက်တစ်ခုကိုကျွန်တော်တို့ဒီမှန်ကောင်ပြုလုပ်ပေးတဲ့အစိတ်ပိုင်းလေးကိုကျွန်တော်မျှဝေပြီးမှာပေါ့ဟုတ်ပြီအဓိကကျွန်တော်ဒီခွေးသားစိတ်လှုပ်ဆောင်ချက်တစ်ခုကိုကျွန်တော်တို့ကနားလည်ထားဖို့လေအရင်ဆုံးသိထားဖို့လေပေါ့နော်ဒါမှသာကျွန်တော်တို့ဒီခွေးသားစိတ်လှုပ်ဆောင်ချက်ဒီမှားတဲ့အခါမျိုးတွေမှာပြန်ပြင်တဲ့အခါ ကျွန်တော်တို့အတွက်ဟိုအထောက်ပြုပြီးမှာပေါ့နော်တကယ်တမ်းကျတော့ကျွန်တော်တို့ဆိုတဲ့စိတ်အမှားကိုကျွန်တော်တို့ကမသိဘူးအမှန်လည်းမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆိုတဲ့စိတ်ဆန်းထွေးပြီးဆန်းထွေးဆိုတာဘာလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်ဆန်းထွေးဆိုတာခွေးသားစိတ်တစ်ခု လုံးဆောင်ချက်ပေါ့နော်ခွေးသားစိတ်လုံးဆောင်ချက်အမှန်ကိုဒီကောင်ကလိုက်ပြီးတော့မှဟိုထိန်းသိမ်းပေးတဲ့အရာတစ်ခုပေါ့နော်နော်အသွားလာလေးကျွန်တော်တို့အနေအမြင့်နေပေါ့နော်ဒါဒီဟာဒီ position နေမှတ်အောင်ဒီဥပဒေတွေမှတ်အောင်အစမ်းထွက်ကနေပြီးတော့မှလောက်ထားတာပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုဘယ်လိုမျိုးဆွဲမှာလဲဘယ်လိုမျိုးနှိမ့်မြင့်လုံးမှာလဲဆိုတဲ့အပိုင်းကိုလည်းကျွန်တော်တို့နားရထားဖို့လိုတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကခွတ်တဲ့သဘောတရားကခွတ်တဲ့စိတ်လှုပ်ဆောင်တဲ့သဘောတရားမှန်လားကျွန်တော်တို့ဒီဆွဲတဲ့ခါလေးမျိုးတွေမှာခွတ်တဲ့စိတ်ကရှေ့ကိုဆွဲရမယ်နော်ဆွဲတဲ့ခါမျိုးတွေမှာကျွန်တော်တို့ဒီဆက်ဘင်းကိုကျွန်တော်တို့ရှေ့ဘက်ထည့်ပေးရမယ်နော်ဆက်ဘင်းကိုရှေ့ဘက်ထည့်ပေးရမယ်နော်ဆက်ဘင်းရဲ့ရှေ့ကိုလှည့်ပေးရမယ်ဟုတ်ပြီရှေ့လှည့်တဲ့အချိန်မှာခွတ်တဲ့စိတ်ကရှေ့ဘက်ကိုသွားရမယ် နော်အဲဒီမှာကရှေ့ကိုပြေးရမှာပေါ့နော်ရှေ့ကိုဆွဲသွားမယ်နော်ဆွဲရကျွန်တော်တို့အရှေ့ကိုဆွဲရမယ်ဆင်းလို့ရှိရင်ကျွန်တော်တို့ကအမှန်မြောက်ကိုဆင်းလို့ရှိရင်ခိုးသားစိတ်ကညီညီပဲဆင်းရမှာနော်ကျွန်တော်ဆွဲဆင်တာမျိုးတွေလုံးဝမရဘူးပေါ့နော်နောက်တစ်ခုတက်တက်ခါမျိုးတွေမှာလည်းကျွန်တော်တို့ဒီခိုးသားစိတ်ကလည်းမှန်မြင်ပေါ်မှာညီညီလေးတက်ကမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ခိုးသားစိတ်ဒီဆွဲမယ်ကျွန်တော်တို့ကအရှေ့ဘက်ကိုဆွဲရမယ်နော်ဆင်းမဲ့ဆိုရင်ကျွန်တော်တို့အမှန်မြတ်ကိုငြင်းငြင်းလေးဆင်းရမယ်။ပြန်တက်တဲ့ခါမျိုးတွေမှာလည်းခွေးသားစိတ်ကြီးမှန်မြင်ပေါ်ကိုငြင်းငြင်းလေးတက်ကမယ်။ ဓာမျိုးပုံစံရှင်တွေဖြစ်နေမှာခွေးသားစစ်ကဓာမျိုးဥတီချက်တွေရှိနေမှာခွေးသားစစ်ရဲ့လုံဆောင်ချက်မှန်းနေလို့ပြောလို့ရမှာပေါ့နော်။အဲဒီကနေ့ကမဟုတ်ဘူးကျွန်တော်တို့ကအမှန်မြမောတက်တဲ့ခါမျိုးတွေမှာခွေးသားစစ်ကဆွဆွဲကြီးတက်နေရမှန်းမြပေါ့။ညီငင်လေးမတက်ဖမ်းနဲ့ဆွဆွဲကြီးတက်နေတယ်။ပြန်ဆင်းတဲ့ခါမျိုးတွေမှာလည်းညီငင်လေးမဆင်းမနဲ့ဆွဆွဲကြီးရှင်းနေတယ်။နောက်တစ်ခုကျွန်တော်တို့ကဆက်ကိုလှည့်ရခါမျိုးတွေမှာလည်းခွေးသားစစ်ကရှေ့ဘက်ကိုမသွားဘဲနဲ့ကိုယ့်ဘက်ကိုပြန်လာနေလဲဆိုရင်ဒါခွေးသားစစ်လုံဆောင်ချက်မှားနေပြီပေါ့နော်။အဲဒီလိုမှားနေပြီဆိုရင်ကျွန်တော်တို့က ဥပြင်ကြောင်းလေးပေးတဲ့နယ်အစိပ်ပိုင်းကျွန်တော်တို့အဆန်းထိပ်လေးရှိတယ်ပေါ့နော်အဆန်းထိပ်ရဲ့ကျွန်တော်တို့အဆန်းထိပ်ဆိုတာခွေးသန်းစိတ်တစ်ခုလုံးဆောင်ချက်ပေါ်မှန်မှန်အောင်ပြည်တင်ပေးရတဲ့အစိပ်ပိုင်းတစ်ခုဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဆန်းထိပ်တစ်ခုလိုက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချီစိတ်ဆုံးထားရမယ်နော်0အဆန်းထိပ်ပေါ့နော်ဒါချီစိတ်ဆုံးသွားတဲ့အချိန်ချီစိတ်ဆုံးထင်ရတာ0အဆန်းထိပ်ပဲနော်ခွေးသန်းစိတ်ကကျွန်တော်တို့ကအရှိတ်ပတ်ကိုမရက်တော့ဘူးပေါ့နော်ဒါချီစိတ်ဆုံးထားတဲ့အချိန်မှာကျွန်တော်တို့နော်ခွေးသန်းစိတ်ကကျွန်တော်တို့ကနေနိုင်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 ပဲဖြစ်ပါမယ် ။တော်ကလေးလုံးမမဟုတ်ပဲနဲ့ခြေစိတ်လုံးချိန်မှာကိုရစိတ်ကရှေ့ကိုဆွဲနေတယ်၊သူ့မဟုတ်ကိုဘက်ပြန်ဆွဲနေတယ်၊ကိုဘက်ကိုပြန်လာနေတယ်ဆိုလို့ဆိုရင်ဒါဆန်းစိတ်မှားနေပြီ။ဒါပေမဲ့ဒီလိုမှားနေပြီဆိုရင်ကျွန်တော်တို့ကဒီဆန်းစိတ်ကနေပြီးတော့ပဲကျွန်တော်တို့ကသွားပြီးတော့မဆုပြေမှုမှန်ပြရမယ်။ဒါဒီကောင်းလေးပြီးတော့ပဲကျွန်တော်တို့ပြည့်ပြည့်မှန်ပြရမယ်ဒီကောင်းလေးကျွန်တော်တို့အဆန်းဖြစ်လို့ပေါ်ရအဆန်းဖြစ်ပြီးခွေးသားလေးလုံးဆောင်ရတဲ့ခုကိုဒါမှန်ကန်အောင်ကျွန်တော်တို့ဒါပြည့်ပြည့်ပြုလုပ်ပေးတဲ့စိတ်ပိုင်းတစ်ခုပေါ့ဟုတ်ကဲ့ဒါဆိုရင်လက်ရှိနေတာတစ်ခုဒီကျွန်တော်တို့ဒါအမှန်ပေါ့နော်ဒါကျွန်တော်ချီစိတ်ဆုံးထားတယ်ထားတဲ့အချိန်မှာခွေးသားလေးကြီး မှန်မြန်ပေါ်တက်တဲ့အချိန်မှာကျွန်တော်တို့ငင်းငင်းလေးတက်နေနော်မှန်မြန်အောက်ပြန်ဆင်းနေငင်းငင်းလေးပြန်ဆင်းနေလို့ဟုတ်ပြီနောက်ဒါကျွန်တော်ချီချီစိတ်ဆုံးထားလို့ဒါအတူအခွေးသားစိတ်ဒီမှန်မြန်ပေါ်မှာနိုင်လိုက်နိုင်လိုက်ဆိုရှိနေတာတကယ်လို့ဒါကျွန်တော်ချီကျဲထားမယ်ဆိုလို့ရှင်ခွေးသားစိတ်ကိုကျွန်တော်တို့အရှိတ်ကိုပြီးသွားအောင်ပါပေါ့နော်ဒီလက်ရှိချိန်နေလူခုဒီကျွန်တော်တို့ချီစေကုန်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ခရက်ဆက်အနေနဲ့ပဲရှိနေတယ်ခရက်ဆက်နေနေ0%ဖြစ်နေတဲ့အချိန်မှာခရက်ဆက်ဒီအနေနဲ့ပဲရှိနေရမှာ ဒါကွေဆန်ဖိတ်မှန်တယ်ပေါ့နော်ကျွန်တော်ဆန်ဖိတ်လိုက်မယ်ဆိုလို့ရှိရင်ဆန်ဖိတ်မှာကျွန်တော်တို့ marketing တွေပါပြီးတာအရင်ကျွန်တော်တို့ခေါင်းထားစရာမလိုဘူးပေါ့နော်ဒီမှာဟမ်ဆန်ဖိတ်ကိုကျွန်တော်တို့ထောက်ထားတဲ့စကူနှလုံးရှိမယ်နော်အရှိတလုံးနောက်တလုံးရှိမယ်နော်စကူနှလုံးရှိမယ်တချို့ဆက်တွေကကျွန်တော်တို့ဒီ marketing ကစကူနဲ့ marketing ကနဲ့တန်းနေပေးမယ်လေကျွန်တော်တို့ဒီအဆန်ထွက်တွေအောက်နေတာရှိရပေါ့နော်အဆန်ထွက်တွေမှားနေတာရှိရအဓိကကကျွန်တော်တို့ဒီ marketing ကမပါလဲခွေးသန်းစိတ်ရဲ့လုံဆောင်ချက် ငူရင်းအမှန်ကိုကျွန်တော်တို့ကသိထားမယ်နားလည်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ marketing မှာပါလဲကျွန်တော်တို့ချိန်တက်မယ်နော်တချို့ဟာကြတော့ marketing ကထောက်တယ်ဒါပေမဲ့အဆန်တွေကအောက်တယ်ဒါမျိုးတွေကျွန်တော်တို့ကြုံရတတ်တယ်ပေါ့နော်အဓိကကျွန်တော်တို့ခွေးသားစိတ်ရဲ့အသွားလာလှုပ်ရှားမှုကိုကျွန်တော်တို့သဘောပေါက်ထားရမယ်ဟုတ်ပြီဒါဆိုလက်ရှိနေမှာခုလိုကျွန်တော်တို့ဒါခွေးသားစိတ်ကဒါမှန်တဲ့အခြေအနေပေါ့နော်ကျွန်တော်နည်းနည်းလေးအဆန်ထွက်ပြောကြည့်လိုက်နော်မှားတဲ့အဆန်ထွက်ကိုကျွန်တော်တစ်ချက်ပြောလိုက်မယ် ။အဲဒီစကူနှလုံးကျွန်တော်တစ်ချက်ဒီစကူနှလုံးပေါ့နော်။2.5ဒီစကူနှလုံးကျွန်တော်ချော့လိုက်။ချော့ပြီးတော့ကျွန်တော်တစ်ချက်လွှဲလိုက်။ဒါဆိုရင်ဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ကကိုယ့်ဘက်ကိုပြန်လာနေတယ်။ဒီမှာလည်းခြေစိတ်ဆုံးထားတယ်။ထားတဲ့အချိန်မှာကျွန်တော်ခုနကပြောသလိုပဲဖွေးတဲ့စိတ်ဒီမှန်မြန်ပေါ်မှာမှန်မြန်ပေါ်ကိုကျွန်တော်တို့ကတက်လာတယ်။မှန်မြန်အောက်ကိုဆင်းသွားတယ်။ position တစ်ခုပဲရှိရမှာပေါ့နော်ဒီအဆွဲအရှိကိုဆွဲသွားတာမျိုးတွေနောက်ကိုပြန်လာတာမျိုးတွေလုံးဝမရဘူးတကယ်လို့အဲ့လိုမျိုးတွေဖြစ်နေခဲ့ပြီဆိုရင်ဒါအဆန်းတိတ်မှားတယ်လို့ကျွန်တော်တို့သတ်မှတ်တယ်ပေါ့နော် ဒါဆိုဒီကျွန်တော်အခုလက်ရှိနေတာတခုဒီကဆန်ထွေမားနေတယ်။ချီစေသုံးချိန်မှာ zero အဆန်ထွေ zero အဆန်ထွေဒီခွေးသက်သက်ဒီရှေ့ကိုမရက်ဘူးအထယ်လေးရှေ့မသွားဘူးအမင်းမြင်ပဲရှိနေတာလက်ရှိနေတာတခုဒီခွေးသက်သက်ကကိုယ့်ဘက်ကိုပြန်ပြီးတော့မှပြန်လာနေရပေါ့နော်။ဒီအဆန်ထွေလိုက်တဲ့နေရာမှာပထမဆုံးအရေးကြီးတဲ့တစ်ချက်ဒီကျွန်တော်တို့ကဆက်ကိုကျွန်တော်တို့ဆက်နေတဲ့ဘက်ကိုကျွန်တော်တို့လှည့်ဖို့တော့လိုတယ်။ဒုတိယတစ်ချက်အရေးကြီးတဲ့တစ်ချက်ဒီကျွန်တော်တို့ချီစေသုံးထားဖို့လိုတယ်။ အဲ့ဒီအချိန်ချင်းကိုပူးပေါင်းပြီးတော့မှကျွန်တော်တို့ကခွေသားစက်ကို check in လိုက်ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ခွေသားစက်ကမှတ်မြေပေါ်မှာတက်မယ်မှတ်မြေအောက်ကိုဆင်းမယ်ဆိုတော့ position တစ်ခုပဲရှိရမယ်အရှိကိုဆွဲနေတာနောက်ကိုပြန်လာနေတာမျိုးတွေလုံးဝမရဘူးဒါမျိုးဆိုရင်ခွေသားစက်ဆံပြီးမှားနေလို့ခေါ်တယ်နော်ဒါဆိုရင်ကျွန်တော်တို့အခုလက်ရှိနေတာကဒီမှားနေတယ်ဥမာ marking ရတဲ့ပါတယ်နော် marking မှာပါတဲ့ကျွန်တော်တို့ခုနကပြောသလိုပဲ position ခွေသားစက်ရဲ့ position အမှန်ကန်ကိုကျွန်တော်တို့ကကြည့်ထားမယ်တိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီက marking မှာပါတဲ့ကျွန်တော်အလုတ်ချိန် နိုင်တယ်ပေါ့နော်အဓိက position ကိုကျွန်တော်တို့ကမှတ်ထားမှာပေါ့နော်ဒါခွေးသားစိတ်ပါတဲ့ဆက်မလို့များ position တွေကဒီတိုင်းပဲတော့မှာခြေစုံအချိန်မှာကျွန်တော်တို့အဆန်းထွက်လိုက်တယ်ဘယ်ဆက်ပဲဟိုခွေးသားစိတ်ပါတဲ့ဘယ်ဆက်ပဲမဆိုးပေါ့နော်ဒါကျွန်တော်အဆန်းထွက်လိုက်တော့မယ်ဆိုလို့ခြေစုံထားတယ်ဒုတိယတစ်ချက်ကျွန်တော်တို့ဒီဆက်ရက်နေတဲ့ပုံစံတိုင်းကျွန်တော်လိုက်ပြည့်ပေးရမယ်နော်ဒါပဲပေါ့နော်ဒါဆိုလက်ရှိနေထားတဲ့ကိစ္စကျွန်တော်ခွေးသားစိတ်ကမှားနေတယ်ဆက်ဖို့ဒေါင်းနဲ့နေရင်တော့ဒေါင်းနဲ့နေရင်တော့ ဆက်ကိုပြောင်းမဲ့လှဲ့ရင်တော့ကုသဆက်ကဘာဖြစ်လဲအရှိ့ဦးလက်နော်အဲဆက်လေတဲ့အတိုင်းကျွန်တော်တို့အရှိ့ပဲလှဲ့ကြည့်နော်ဒါဆိုကုသဆက်ကကျွန်တော်တို့ဘက်ကိုပြန်လာနေပြီနော်ဒါဆိုမှားနေပြီဒါဆိုကျွန်တော်တို့ကဆက်လွှဲချိန်လုံးမယ်ဆိုရင်ကျွန်တော်တို့ကဒီဘိန်းကိုကျွန်တော်ဆက်ဘိန်းကိုကျွန်တော်တို့ကခိုင်းထားမယ်နော်ကျွန်တော်ဒီဆက်ဘိန်းကိုခိုင်းထားမယ်ဆက်ဘိန်းကျွန်တော်ငြိမ်အောင်ခိုင်းထားမယ်ပြီးတော့ကျွန်တော်တို့ဆန်းထိတ်ကိုကိုလိုလိုလိုမျိုးနော်ပြီးနဲ့ထောက်ပြီးတော့ကျွန်တော်တို့ကအရှိ့ပဲလှဲ့မှာလား ကိုဘက်ကိုလှည့်မှလာနော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဆက်ဘင်းကိုငြိမ်အောင်ကင်ထားဖို့အရင်ကြီးကြီးရယ်နော်နော်ချိန်တော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီစကူနှလုံးကိုလည်းကျွန်တော်လုံးဝ free ပေါ့နော်လုံးဝလဲထွက်သွားတဲ့အချိန်တွေမျိုးတွေကျွန်တော်တို့ကမလျှော့အောင်ပေါ့နော်ခက်စစ်စစ်လေးနေထားတဲ့ခုထောက်ပြီးခဲမှရွေးတဲ့နေထားတဲ့ခုကိုကျွန်တော်တို့ကဆက်တင်းလေးထားပေးရမှာပေါ့နော်ဒါမှသာကျွန်တော်တို့ချိန်တွေတဲ့ခါမျိုးတွေမှာပုံမှန်ထိကြမယ်လွယ်ကူမယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုကျွန်တော်တို့ကဒီဆက်ဘင်းလေးကိုငြိမ်အောင်ကင်ထားလိုက်ပြီးအဆန်ထွက်လေးကိုကျွန်တော်ရှေ့ဘက်ကိုကျွန်တော်တို့လှည့်လိုက်ပြီး နောက်ဆက်ကူတော့ short ထားတာပေါ့နော်ခက်စီးလေး short ထားအဲ့ချိန်မှာကျွန်တော်တစ်ဆက်ပြန်ကြည့်မယ်ခြေစက်သုံးထားတဲ့အချိန်မှာကျွန်တော်ဖိုးသားစိတ်ကဘာဖြစ်ကမလဲဆိုရင်မှန်မြန်ပေါ်တက်တယ်မှန်မြောက်ကိုရှင်းတယ် position တစ်ခုပဲရှိရမယ်ဒါဆိုလွဲနေပြီးဟမ်ဒါဆိုရင်ရှစ်ဘက်ဦးတော့ကျွန်တော်ဘာဖြစ်လဲဆိုရင်ဖိုးသားစိတ်ကရက်သွားတယ်နော်ရက်သွားတယ်ဒါဆိုမဲ့ကျွန်တော်ထားတဲ့ ခြေစိတ်ဆုံးပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခွေးသားစိတ်ဒီအနေမြင်ပဲရှိရမယ်ခြေစိတ်ဆုံးအချိန်မှာနေမြင်ပဲရှိရမယ်အရှိဆွေးနေတယ်မျိုးဆိုရင်လည်းကျွန်တော်တို့အဆန်းတွေမှားနေကြည့်ရပါတော့နော်ဒါဆိုကျွန်တော်တို့ဆက်ကိုရှစ်ပတ်တော့ဆက်နေတဲ့အတိုင်းပေါ်ကျွန်တော်တို့လှည့်တယ်ခွေးသားစိတ်ဒီရှစ်ပတ်ကိုရက်တယ်ဒါမှမှားနေသေးတယ်ဘလို့လို့ဘလို့ကြည့်လို့မှားနေလို့ကျွန်တော်တတ်မှတ်ရတယ်ဆိုလို့ခြေစိတ်ဆုံးအချိန်မှာဖားပြီးချိန်ညာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စမ်းထွေပြီးတော့ကျွန်တော်0စမ်းထွေကိုထည့်ပါမယ်ပေါ့နော်အဲဒီပေါ်ညနေပေါ်တက်မယ်ခံရအောင်စစ်မယ်ဒီ position နှစ်ခုပဲရှိရမယ် ဒါဆိုရင်ကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့မှဆက်ပင်းလေးကိုညံတာနော်အစတိကြီးကိုရှေ့ချက်ပြန်လဲနော်မာနေပြီးတော့ဆက်ကြည့်ပြီးနော်နော်မာနေပြီးဒါဆိုရင်တစ်ချက်ကျွန်တော်ပြန်ပြီးတော့အစမ်းဖိတ်ကိုကျွန်တော်ကိုယ့်ဘက်ပြန်လှည့်ပြီးဆက်ဆွဲကြည့်အဲဒါဆိုရင်မှာတော့နော်ဒါအမိန်မြင့်ပဲသူကရှိရမယ်အရှိကိုဆွဲနေတာမျိုးတွေကိုယ့်ဘက်ကိုပြန်လာနေတာမျိုးတွေလုံးဝမရဘူးပေါ့နော် ကျွန်တော်ပြန်ပြီးတော့မှပြန်ကြော့ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အစမ်းထိတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီခြေထိတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ချိန်တွေတဲ့အခါမျိုးတွေမှာကျွန်တော်တို့အချက်၃ချက်ရှိရပေါ့နော်အဲ့ဒီအချက်တွေကအဲ့ဒီအချက်ကိုဘောင်းထဲမှာထားပြီးကျွန်တော်တို့ခွေးသားစိတ်ကိုကျွန်တော်တို့ဟိုပြုပြင်မုံမနာခွေးသားစိတ်လုံးဆောင်ကြော့ပေါ့နော်အစွဲတွေမှားတဲ့အခါမျိုးတွေမှာကျွန်တော်ပြုပြင်မုံမနာအခါမျိုးတွေမှာအဲ့တော့ဒီ၃ချက်နဲ့ကျွန်တော်တို့ဘောင်းထဲထည့်ပြီးတော့မှပြုပြင်မုံမနာမှာ အဲ့တော့ပထမဆုံးတစ်ချက်ကျွန်တော်တို့ကဒီဆက်ပြီးကျွန်တော်တို့ဘယ်ဘက်ကိုလေလေဆက်လဲဆိုတော့ကျွန်တော်တို့ပြီးဖို့ရည်ကြီးရပါတော့ဒီဆက်ပြီးကျွန်တော်တို့အရှိတ်ဘက်ကိုလေလေဆက်လားကိုဘက်ကိုပြန်လာလေဆက်လားတော့ကျွန်တော်ဒီဘင်းကိုဖြည့်ကြည့်ကြည့်ရအောင်တော့ဒီဘင်းအရှိတ်လေလေဆက်လားဒီဘင်းကကိုဘက်ပြန်လာလေဆက်လားဒါမျိုးတွေကျွန်တော်တို့တစ်ချက်တင်ကြည့်ရမယ်ဒုတိယတစ်ချက်တော့ကျွန်တော်တို့ဒီ free dance ရဲ့ position လောက်ဆောင်ချက်အခုကိုကျွန်တော်တို့ကပြီးဖို့လိုတယ် ဟုတ်ပြီနော်နောက်ဆုံးတစ်ချက်ကျွန်တော်တို့အချိစိတ်ဆုံးထားဖို့လိုတယ်ဒီသုံးချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကနားလည်ထားမယ်သဘောပေါက်ထားမယ်ဆိုရင်ကျွန်တော်တို့ဒီအစမ်းထုတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ပြည့်ပြည့် moment လို့ဒီရန်ကိုလွယ်ပူတော့ပေါ့နော်ဟုတ်ပြီဒါကြောင့်အစမ်းထုတ်နဲ့ပတ်သက်တဲ့နည်းလမ်းလေးပေါ့နော်နောက်တစ်ခုကျွန်တော်တို့ကဒီခွေးသားစိတ်တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီခွေးသားစိတ်ကိုဒီကောင်ကနောက်ကိုပဲချမ်းခွေးရှေ့ထောင်နောက်ထောင်လေရှေ့ထောင်နောက်ထောင်လို့လို့ရတယ်ရှေ့ဘက်ကထောင်နေတာလားနောက်ဘက်ကထောင်နေတာလားနော်ဒါမျိုးလေးကျွန်တော်တို့လုပ်လို့ရတယ်ဟုတ်ပြီ ဒါဆိုလို့ရှိရင်ဒါလေးလုပ်လို့ရှိရင်ဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖြူသားစိတ်နဲ့ဖြစ်တဲ့ပတ်ဖြူသားစိတ်ကြောင့်ဖြစ်တဲ့ပြဿနာပေါ့နော်ဖြူသားစိတ်ကြောင့်ဖြစ်တဲ့ပြဿနာဘာကြီးလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ point set တွေကြည့်လို့ရှိရင် point လွဲတာလို့နော်အထက်မှာ view ရရင်ထင်တာလို့နော်အခုကောင်းကောင်းကြီးမတက်နိုင်တာမစင်းနိုင်တာလို့နော်ဒါမျိုးလေးတွေပေါ့နော်ဒါမျိုးလေးပြဿနာလေးတွေကိုကျွန်တော်အခုပြမယ်အချက်ကလေးနဲ့ကျွန်တော်တို့လိုက်ပြီးတော့ moment ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်းနိုင်ရှိရှိတာပေါ့နော်ကောင်းနိုင်ရှိရဲဒါကြောင့်မလို့ကျွန်တော်တို့က ဒီတစ်ချက်ကိုထည့်ပြီးတော့မှညှောက်ကိုပေးလိုက်တာပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပေါ်မှာထောက်ထားတဲ့ piece ကိုကျွန်တော်တို့က short ပေးရမယ်နော်ဒါအနေငယ်အတုံးဝင်လိမ့်မယ်ပေါ့နော်ကျွန်တော်ဒီခွေးသားလေးကြောက်ဖြစ်တဲ့ပြဿနာပေါ့နော်ခွေးသားလေးကြောက်ဖြစ်တဲ့ပြဿနာတွေကိုဒီအခုလက်ရှိကျွန်တော်ပြောပြတဲ့နည်းလမ်းလေးနဲ့လိုက်ပြီးတော့မှ moment ကြည့်မယ်ဆိုလို့ရှိရင်အများကြီးမဟုတ်တော့မှကျွန်တော်တို့ဒီ20ရာခိုင်နှုန်း30ရာခိုင်နှုန်းတော့ကောင်းတဲ့ယူရှိရပါတော့။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာထောက်ထားတဲ့ကြီးစုကိုကျွန်တော်တို့တစ်ချက်လျှော့ပြရအောင်။ เนาะဒီမှာထောက်ထားတဲ့ကိစ္စကိုကျွန်တော်ရွှေ့မယ်အကိစ္စကိုချော့မယ်ရှော့တူရွှေ့ရွှေ့ရှင်ကျွန်တော်တို့အနေနဲ့ဒီ short နဲ့ short resolution ကျွန်တော်ဒီဘေးမှာကျွန်တော်ကျွန်တော်ဒီ mind နဲ့ပဲကျွန်တော်တို့ short တင်လုပ်ပြီးနေဆိုရင်ခွေးသားစိတ်ကြီးကျွန်တော်တို့ကအနည်းငယ်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကနှစ်ခုသုံးလုံးကျွန်တော်တို့မြင့်တက်လာတယ်เนาะအနည်းငယ်လောက်လှည့်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရှိပဲလှည့်လဲနောက်ပဲလှည့်လဲရတယ်เนาะကိုအစဉ်ပြေတဲ့ဘက်ကိုလည်း ။ဒါအနေနဲ့လည်းမဆိုရင်သူကနှစ်ခုလုံးစုံမြင့်မယ်စုံကြမယ်။မြင်မြလေးလှည့်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတိတိတသာကြီးအရှိတ်ကြီးကထောင်လာတဲ့နူးလေးတိတိတသာကြီးအနောက်ဘက်ကထောင်လာတဲ့နူးလေးဖြစ်သွားလိမ့်မယ်။ဟုတ်ပြီ။နော်ဒါအနေငယ်တော့ကျွန်တော်တို့အရှိတ်လေးထောင်နေတာနူးလေးအနေငယ်လေးနောက်ဘက်ကထောင်နေတာနူးလေးလေးဆိုရင်ကျွန်တော်ဒီရလေးကိုဒီအပေါ်မှာထောက်ထားတဲ့ကြီးကြီးရှော့ပြီးတော့ကျွန်တော်ဒီကောင်နဲ့လိုက်လို့ရတယ်။ဒီနည်းနဲ့ဒီကျွန်တော်တို့ဒီစူးစမ်းလေးတော့ဖြစ်တဲ့ပြဿနာဒီကိုဒါအနေငယ်တော့ကျွန်တော်တို့ ထောက်ပပြီးလိမ့်မယ်ပေါ့နော်ခွေးသားရေးကြောင့်ဖြစ်တဲ့ပြဿနာဆိုတာကျွန်တော်တို့ဒီအထယ်မှာဘီးရရေးထင်တာနော်အထယ်မှာခွေးသားစိတ်ရရေးထင်တာနောက်တစ်ခုကျွန်တော်တို့ကဟိုကက်တက်တက်ကြီးနဲ့ဘီဆက်တို့ဖြစ်တာအဲနောက်တစ်ခုကျွန်တော် point set တွေကြီးတဲ့ခံတို့မှာ point set တွေမကြီးတာအဲနောက်တစ်ခုကျွန်တော်တို့ဒီအထယ်ထူးတဲ့စင်းလေးမှာကောင်းကောင်းကြီးအလုံးမလုံးတာပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်တို့ဖြစ်လာတဲ့ခံတို့မှာဒီချက်လေးနဲ့ကျွန်တော်တို့ကကောင်းတဲ့ကြီးလေးကိုရှိရပေါ့နော်ဒါခွေးသားတခြားပြဿနာတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ဒါက ခုနကစကားစိတ်ကဖြစ်တဲ့ပြဿနာတွေအပိုင်းမှာကျွန်တော်စကားစိတ်နှိမ်တာညင်တာနော်ဒီဆက်ဆံနေတာများတာဒါတွေကအများကြီးရှိသေးတယ်။နော်ဒီအပဒီအပိုင်းတွေကိုလည်းကျွန်တော်ရှေ့ရဗီဒီယိုဖိုင်မှာကျွန်တော်ညှဝေးပါတာရှိတယ်။အခုလက်ရှိလက်ရှိကကြတော့ကျွန်တော်ဒီဆန်ဖိတ်နဲ့ပတ်သက်တာနောက်တစ်ခုကကျွန်တော်ဖွေးစားစိတ်ကိုရှေ့ထောင်နောက်ထောင်နဲ့ပတ်သက်တာဒါလေးတွေကျွန်တော်ဆက်ပြီးအောင်မညှဝေးသေးတာပါနော်။အဲ့ဒီတောင်းရင်လည်းပတ်သက်ပြီးတော့နားမလဲတာလိုအပ်ချက်ရှိခဲ့တာရှိလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ ဝေဖန်ပေးလို့ရတယ်သုံးသက်ပေးလို့ရတယ်နောက်အခုအဓိကကျွန်တော်မျှဝေပေးတာဒီအခုမှစက်ကင်ပညာကိုစပြီးလေ့လာတဲ့သူတွေအတွက်ကျွမ်းကျင်တဲ့သူတွေအတွက်လည်းမဟုတ်ဘူးကျွမ်းကျင်တဲ့သူတွေအတွက်မြင်ခဲ့တဲ့ဆိုလို့ရှိရင်လည်းကျွန်တော်လိုအပ်ချက်ကိုဖောက်ပြလို့ရတယ်ကျွန်တော်အနေနဲ့လည်းအများကြီးပဲမျှော်လင့်တယ်ပညာတွေလိုချင်တဲ့စိတ်တွေနဲ့အများကြီးမျှော်လင့်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့နာမားရပါခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးအောင်ပြောင်းပြီးလို့ရတယ်ထောက်ပြပေးလို့ရတယ်။ငါအားတော့မချောင်ပါနဲ့။